စာရေးသူသိပ္ပံမာဝရေးသားထားတဲ့ပစ္စံတရစ်စွဲဝိထုတော်လေးကိုဖတ်ပြပေးစီပါရရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ။ Listeners Heaven Audiobook ထဏကနေတင်ဆက်တာဖြစ်ပါရရှင်။တပေကလားဆိုတဲ့နာမည်ကစမ်းပါတယ်။အဲ့ဒီနာမည်ကတော့မန်လူအေးရဲ့နေအတွင်းမှာရှိတဲ့တငါရွာကလေးတရွာရဲ့နာမည်ဖြစ်ပါတယ်။တပေကလားရွာတာမဟုတ်တပေကလားအင်းဆိုပြီးတော့လဲရှိပါသေးတယ်။ တပိကလာချောင်းဆိုပြီးတော့လဲရှိသေးတယ်။တပိကလာအင်းကိုအချောင်းပြုတ်ပြီးတော့တပိကလာရွာဆိုပြီးတော့ပဲဟောတလုံး။တပိကလာရွာကိုအချောင်းပြုတ်ပြီးတော့တပိကလာချောင်းဆိုပြီးတပိကလာအင်းဆိုပြီးတပိကလာခွင်းဆိုပြီးခေါ်ဆိုတလုံးဆိုပြီးဘသူကမှမပြောပြနိုင်ပါဘူး။တပိကလာရွာသားတွေကိုမေးတဲ့အခါမှာတော့ရှင်းအတေကပဝေတဏီကပင်ရှိခဲ့တယ်လို့ပြောကြဆိုကြကုန်ပါတယ်။ ကဘာဦးအခါကပင်စဉ်သက်ပေါ်ပေါလာတယ်လို့များထင်မှတ်နေကြလေရောသလားတပေကလားဆိုတဲ့စကားရဲ့အတိတ်ပဲဘလို့လဲဆိုပြီးတော့နိုင်နိုင်ချွတ်ချွတ်အမေးလေးရှိတဲ့သူတွေကအမေးကောင်မေးကြပါလိမ့်မယ်ကျွာမှာအသက်အကြီးဆုံးအဖိုးကြီးဦးနောက်တိုးကိုမေးကြည့်တဲ့အခါမှာတော့တပေကလားဆိုတဲ့စကားကတပေကလားဆိုတဲ့အတိတ်ပဲရကြအောင်ပြောပြပါရယ်သူ့ရဲ့စကားကိုယုံမှားဝင်ရမရှိဘူး ဦးနောက်တော့ကတော့အသက်85နှစ်ပင်ကျော်ပြီဖြစ်တာကြောင့်ရှေ့မီနောက်မီအဖိုးကြီးဖြစ်ပါတယ်။ကျိုးအတွေ့ကောင်းတဲ့သူတွေကတော့တပေကလားဆိုတာတပေခန့်ရှိရဲ့ကလပ်ဘူးကလေးတယောက်ကစတင်တီထောင်ပြီးတော့ထားခဲ့တဲ့ရွာဖြစ်တာကြောင့်တပေကလားရွာဆိုပြီးတော့အမည်တွင်ကြောင်းတွေးတော့ကောင်းတွေးတော့ကြပါလိမ့်မယ်။ဒါပေမဲ့ဦးနောက်တို့ပြီးတဲ့အထိပယ်လာမကြတဲ့ဘေကလားဆိုတဲ့စကားရဲ့အထိပယ်ကို ရှင်းလင်းပြရတဲ့ အချောင်းပါတော့တပေကလားဆိုရဲအကျဉ်တငါရွာကလေးရဲ့တိရအချင်းနဲ့တာယာပုံကိုရေးသားပါအောင်အဲ့အဲ့ရွာလေးကတော့အလွန်နောက်ကြည့်ပြီးတော့ရှုံးအတိပြီးရဲ့တပေကလားချောင်းကလေးရဲ့ဘေးမှာတရှိပါရင်ဒီချောင်းကလေးကနေတပါအချောင်းဘေးပတ်လဲမှာဝင်းပြင်းလဟာပြင်းကြီးနဲ့ခြံရံလျက်တရွာလုံးမှာကိုယ့်ကိုယ်ပဲသုံးလေးပင်အဖြစ်တခြားပင်ဆိုပြီးတော့မရှိပါဘူးဝေးခေါင်ခေါင်ကြီးမှာတီထားတဲ့ရွာကလေးပါပဲ နွေဦးတို့မှပူပြင်းလိုက်တာလည်းပြောစရာကိုမရှိဘူး။ကျွာထိတ်မှာဘုန်းတော်ကြီးဦးဇဝနအကြောင်းတစ်စောင်းရှိပါတယ်။အင်းသားရဲ့တေကန်နီးစီးကံ့ရအကြောင်းပါပဲ။ကျွာတောင်ဘက်ဆုံးမှာပူဖို့တူးထားတဲ့ရေကန်တကန်ရှိပါတယ်။ကျွာသားတွေကတောက်ရင်ခက်ယူရတယ်။အဲဒီရေကန်နဲ့ကက်ရက်အနေရကြီးကိုးတော်ကြီးဖျားကွင်းခေါင်ခေါင်ပါ။ကျွာမှာတော့အင်ဂျီက30ခန့် တက်ကေမုံဝကက်ကဗချန်ခင်ဝါရိုင်နေတဲ့အိမ်လေးသာအိမ်နှဆောင်ပြိုင်ကြကြဆောက်ထားတဲ့အိမ်ကတော့နှက်ထီပြင်တော်အိမ်ဆိုပြီးတော့မရှိပါဘူးတအိမ်မှာအလွန်ဆုံးငွေ30ကျပ်ခန့်တန်ပါတယ်ဒါမဲ့အေးခံဝင်ပေးကြတဲ့ခါမှာ900တန်နေဆိုပြီးတော့ကျန်းကင်သာဆိုကြပါရယ်အိမ်ရောက်ဒီမှာဝက်တီးကျက်တီးဘဲတွေအနှံ့အပြားလွှတ်ထားပါတယ်ဆူဆူညံ့ညံ့နဲ့အိမ်ရှိအိမ်တော်ဖေးအိမ်ပဝင်းချင်းတွေမှာ ငပိအိုးရင်ငပြိုင်အိုးရင်အနန္နနဲ့လန်လိုက်တဲ့ဖြစ်ချင်းဒင်းတို့ရွာသားတွေဘလို့နေကြလဲမသိဂျောကလည်းမရဒုက္ခလည်းမဖြစ်တရွာလုံးမှာအိမ်သာတစ်လုံးမှမရှိဘူးတကယ့်ရွာသားတွေကြွာလန်းတော့ကျေပါရဲ့နှွေးခါမှာဖုံတထောင်းထောင်းမိုးခါမှာရေမြုပ်လမ်းကြီးတာမြုပ်တော့မဟုတ်အိမ်လေးလည်းရေမြုပ်ပါကျွာသားတွေအင်ပေါ်ထဲမှာတက်ပြီးတော့နေကြပါတယ်။ကြက်လဲဒီမှာ၊ခွေးလဲဒီမှာ ဝက်လဲဒီမှာဘဲလဲဒီမှာကြောင်လဲဒီမှာတော်တော်ပျော်စရာကောင်းပါတယ်အိတ်လဲဒီမှာစားလဲဒီမှာထမင်းဟင်းချက်လဲဒီမှာကျမ်းမာရေးဆရာများအတွက်တင်ငန်းစာတခုရပြီမိုးတွင်အခါမှာမွေပွေးတွေပေါ်လိုက်တာကလည်းပြောစရာမရှိဝါကောင်လာတွင်ဟာမောင်ဖိုးတော်စနီးအပေါ်ထက်မှာအိတ်နေခဲ့မွေပွေးခဲလို့ထေရှားလိမ့်ပြီဒီလောက်နဲ့တပေကလာရွာကလေးရဲ့သားရပုံကြောင့်တိလောက်ပြီးထင်ပါတယ် ရွာသူရွာသားရဲ့အကြောင်းရေးပြရစီရောတရွာလုံးရေနဲ့အသက်မွေးတဲ့သူကြီးရွာပတ်ဝန်းကျင်မှာအင်းပေါင်း6အင်းခန့်ရှိပါတယ်အဲ့ဒီအင်းတွေမှာရှိတဲ့ငါးတွေပေါ်မှာအုပ်ချုပ်ပြီးတော့မင်းလုံနေကြတဲ့အင်းသားကြီးကတော့6ယောက်ခန့်ရှိပါတယ်တပေကလားတကြီးဦးငွေလှလည်းတယောက်အပါဝင်ဖြစ်ပါတယ်အဲ့ဒီအင်းသားကြီး6ယောက်တို့မှာအပါဖြစ်တဲ့ရွာသူရွာသားတွေကတော့အချခံအင်းသားကလေးတွေနဲ့အင်းကူလီတွေကြီးပါပဲ လေသမားဆိုလို့အောင်ဖေနဲ့ဦးဖိုးစင်တို့နှစ်ယောက်သာရှိပါတယ်။သူတို့နှစ်ယောက်ကတော့တရွာလုံးနဲ့မသိ။နှစ်ယောက်နဲ့တရွာလုံးဖြစ်ပေမဲ့အောင်ဖေတို့မှာအနှင်းငယ်များကြောက်စိတ်မရှိပါဘူး။အောင်ဖေသတင်းပေးချက်အရရင်မျိုးအရာရှိဦးပမောင်ဘိုက်ပူကြီးကျွာကိုတိတ်တဆိတ်လာပြီးတော့ပွေနောက်သွားပါတယ်။တကြီးသားမောင်ပြားလက်ထက်ကနေဘိန်း၅ချက်သားမိရင်တကြီးရဲ့တူထွန်းတင်ရဲ့အိမ်ကနေချက်အရ၆ပလင်မိပါတယ်။ ဒဏ်ငွေ85ချက်စီအရိုက်ခံကြရပါတယ်။မောင်ပြားနဲ့ထွန်းတင်တို့မှာအခဲမကြေကြ။တကြီးမင်းဦးဝေလှမှာလဲအောင်ဖေးအပေါ်မှာအချက်ရှာလျက်နေပါတော့တယ်။အောင်ဖေးကလည်းခေါင်းမာတဲ့လူတစ်ယောက်ဖြစ်ပါတယ်။လူကောမဆောင်ကပ်ဖက်လုပ်နေပါတယ်။တကြီးမင်းရဲ့အချက်ပေါ်ပြီ။မြို့ပိုင်မင်းထံတိတ်တဆိတ်တွားပြီးဝရန်စာတစာထုတ်ခဲ့ပါတယ်။မြတ်တိတ်တဆိတ်အောင်ဖေးရဲ့အိမ်ကိုဝိုင်းပြီးအောင်ဖေးကိုဖမ်းကြကုန်တယ်။ အမေကလည်းမပြေးတာဖမ်းခံရှာပါတယ်။အကြီးမကြီးကလည်းဝရမ်းဆောင်ပြပြီးတော့အမေကိုလက်ထိတ်ခတ်ပါတယ်။ပြီးတဲ့အခါမှာတော့မီးထုတ်တင်နဲ့ရွာလေကောင်မှရှောက်ပြပါတယ်။တရွာလုံးတအုံအုံနဲ့နေပါတော့တယ်။အမေရဲ့အချက်ကတော့စူစရာကိုမရှိတော့ဘူး။သူ့ရဲ့မယားကနောက်တနေ့မှ လူကုန်၅ချက်နဲ့ဇရိတ်၅ချက်ပေါင်းငွေ၁၀ဆောင်းတော့မှအမေကိုရွာတကြီးမင်းလွှတ်လိုက်ပါတော့တယ်။ မိမိရဲ့တပည့်ကိုအဆက်ခွဲရာကြောင့်ဖူးဖိုးစင်မှာအသေးနာလျက်ရှိပါတယ်။တနေ့တော့အလေးအရာရှိတွေနဲ့ပူပေါင်းမိတကလား။စေရင်ကောင်းဖိုးထင်တို့အိမ်မှာဖဲဝိုင်းကိုဖမ်းပါတယ်။ဖိုးထင်ကတော့အောင်ဖေးကိုတကြီးဖမ်းစီရရှေ့ဆောင်ဖြစ်ပါတယ်။အဲ့ဒီဖဲဝိုင်းဖမ်းတဲ့အခါမှာအင်သာကြီးထွန်းစိန်အင်းလက်ထောက်အချခံစိန်ဘူးတကြီးကတော့တော်ရွရဲ့တူ မောင်အောင်လို့လည်းဖမ်းခံကြပါ တရားသူကြီးဟာတယောက်ကိုဒဏ်ငွေအစိတ်စီရိုက်လိုက်ပါတယ်။ဒီမှုတွေဥပိုးစင်အပေါ်မှာအကြီးမင်းစိတ်ကူပြန်ပါပြီ။အချက်ကိုရှားပြန်နေ။ဥပိုးစင်ကတော့လူကိုလဲဆောင်ပြီးပြီ၊မြေကိုလဲဆောင်ပြီးပြီ။ဖေဝိုင်းထောင်တဲ့လူလဲမဟုတ်။ဘိန်းတို့အရက်တို့လည်းမရော။အကြံရအိုက်လျက်ရှိပါတယ်။ဒါပေမဲ့အကြံမလျှော့ဘူး။ဥပိုးစင်ကတစ်ပင်ပန်းမင်းစိုက်ပြောရတာဝါဒနာပါတယ်။သူ့ရဲ့အိမ်ရှိမှာပန်းချန်ကြီးကိုခန်းနာစွာပြုစုပြောထောင်ထားပါတယ်။ ဒီပန်းချံအတွင်းမှာရှိတဲ့ပန်းပင်သစ်ပင်ကလေးတွေပေါ်တာလေအရေးတကြီးကြီးနဲ့နေပါတယ်။အဲ့ဒီဥစင်ရဲ့ဥယျံရွာလန်းလေးကိုဆယ်ပြီးခန့်ကျူးလုံလုံနေပါတယ်။တကြီးမင်းရဲ့အချက်ပေါ်ပါပြီ။ဥဖိုးစင်ကရွာလန်းပေါ်မှာကျူးလုံနေကြအောင်အရေးပိုင်မင်းထံအစီရင်ခံစာရေးသားဆက်သွင်းလိုက်ပါတယ်။မကြာမီအရေးပိုင်မင်းစီကနေအဲ့ဒီကျူးလုံနေတဲ့မြေပေါ်မှာရှိတဲ့သစ်ပင်ပန်းပင်ကိုခုတ်ပစ်ဖို့အမိန်ရောက်ရှိလာပါတယ်။ ။တခြင်းမင်းရဲ့ဝမ်းမြောက်ခြင်းကတော့ပြောမပြနိုင်မီ။မိမိအိမ်ကမှဆွဲထားတဲ့မောင်းခွေကြီးကိုအချိန်ပေါင်းများစွာထုရဲဂျွာသား30ခန့်ဓာတ်9စီးဒုတ်ချုံ9စီးနဲ့ရောက်ကြလာပြီ။တခြင်းမင်းလည်းအဲ့ဒီဂျွာသား30ကျော်လုံးနဲ့ဥဖိုးစင်ရဲ့အိမ်ရှိကိုတွားပြီးတော့လမ်းမှာကျူးလွန်နေတဲ့ဥယျာဉ်တွင်မှရှိတဲ့တစ်ပင်ပန်းမင်းတွေကိုစစ်စစ်ညံ့ညံ့ကြည့်အောင်ဖြည့်ဆည်းလိုက်ကြပါပြီ။ဥဖိုးစင်ကတားပါတယ် တကြီးမရအရေးပါမရဲ့အမိန့်စာကိုပြရင်ဥဖိုးစင်ရဲ့အသေးကိုကျွဲဝင်၍ခတ်ပါပြီဘယ်မှာအခဲကျင်နိုင်ပါအန်နီတတိယမောင်ဟန်ကြီးနဲ့မတ်ပန်းစိန်တို့ရဲ့မင်္ဂလာဆောင်အိမ်မှာဥဖိုးစင်ရဲ့တမီးမတ်တန်းအောင်ကတကြီးမင်းဥမွေလာ မတရားတဲ့တကြီးရွာသားရွာသူတွေကိုနှိပ်စက်တဲ့တကြီးဘိန်းစားတဲ့တကြီးဆိုပြီးတော့ခက်ကြဲကြဲလေးဆိုလျက်နေပါတယ်တကြီးကတော့တော်ယူကြားတဲ့ခါမှာ မခံနိုင်မင်္ဂလာဆောင်အိမ်မှာရံပွဲကြီးဆပါတော့တယ်ဒေါ်ယူရဲ့အတော်တော်ဆက်သူဒေါ်ရွှေခက်ကထမိန်တတောင်လောက်ညင်ကသကြီးကတော်ဘက်ကနေဝင်းကိုရယ်ပူပူစင်ရဲ့တူမမပန်းရီရမပန်းအောင်ဘက်ကနေဝင်ပြီးတော့ရံတွေ့ရဲ့ဒီပွဲကတော့မိမရီနဲ့သာကိစ္စတော့မူကကောင်းလီစွာဟောဟောသကြီးသားမောင်ပွားနဲ့သကြီးတူထုံးတင်လို့ပေါက်လာကြပြီမောင်ပွားလက်ထဲမှာတံမြောင်နဲ့ ထွန်းတင်လက်ထဲမှာတန်တုံနဲ့မိမအချို့မင်္ဂလာဆောင်အိမ်ကနေဆင်းပြေးကြပါပြီ။ဒါပေမဲ့မပန်းအောင်နဲ့မပန်းရီတို့ကတော့ထီပင်မထီ၊ဂယုပင်မစား၊အေးပင်မလုပ်။ဆင်းမြဲတိုင်း၊တိုင်းမြဲတိုင်း၊ဆူမြဲတိုင်းမောင်ပွားနဲ့ထွန်းတင်တို့တော်ရုပ်ဘက်ကနေပူပြီးတော့ဆဲကြပါပြီ။ကြွာသားတွေဘသူမှမကဝင်ကြ။တော်တော်ဆိုးတဲ့အကောက်မပန်းအောင်ရဲ့ယောက်ျားမောင်သားဤက အိမ်ကနေပြေးလာပြီးတော့ထုံးတင်ကိုဓားနဲ့ခုတ်ပြီးမောင်ဘွားတာအီကိုတမြောင်နဲ့ထိုးတယ်ထုံးတင်နဲ့တာအီနှစ်ယောက်သားပုံရက်လဲနေကြပါပြီဟောဟုတ်မတာအီညီကစန်းနဲ့ဖိုးကြတော့ပေါက်လာကြပြီဆွဲကြပါဦးဆွဲကြပါဦးဒီတစ်ခါခတ်တော့မယ်လှန်နေကိုစီနဲ့ဆွဲတဲ့သူကဆွဲဖတ်တဲ့သူကဖတ်ထားကြတယ်မနိုင်ဘူးမောင်ဘွားဘက်ကနေကူညီဖို့အတွက်ထုံးအောင်နဲ့ထုံးမောင်တို့ညီကိုလည်းမင်းကြီးကိုစီနဲ့ ခတ်ကုန်ပြီလောက်ကြပါဦးတကြီးကိုအကြောင်းကြားမှပေါ့တကြီးအိမ်ကနေမောင်းခွဲတန်ကြီးစူးညံနေပြီတရွာလောက်အုပ်အုပ်ချက်ချက်တကြီးလည်းမနိုင်တော့ဘူးသူကိုယ်တိုင်မင်းဒီစစ်ပွဲမှာပါဝင်နေသလားမပြောတတ်ဆွေမျိုးတွေအားလုံးမီးဆက်ကုန်ကြပါပြီ အနာနီးရွာတွေကပင်စူးညံနေတဲ့အတန်ကြီးကိုကြားရကုန်ပါဒီရန်ပွဲကြီးဘလောက်ကြာမလဲမသိ။နောက်တနေ့မှာတော့တပီကလားရွာသူရွာသား20ခန့်စေးယုံကိုရောက်ကြပါတယ်။ တရွာလုံးထိတ်လျက်နေပါပြီ။ဘုန်းတော်ကြီးဥဇဝနာကျောင်းမှာမွေးထားတဲ့အောင်နဲ့ဂျိုကာ အာဝါရီစတဲ့ခွေးတွေလည်းထမင်းငတ်ကုန်ကြပါရဲ့။ဘုန်းတော်ကြီးဥဇဝနာ ကိုယ်တိုင်မင်းစွန်းမဝတဝတာဖုံးပေးမယ်ဆိုတဲ့ဒူတင်ကိုကြည့်ရပါတော့တယ်။စွန်းပိုးတဲ့လူမရှိစွန်းခံလို့ရသမျှနဲ့သာတင်းတိမ်ရပါတော့တယ်။အဆိုပါရံပွဲကြီးကတော့ရွာသူရွာသားတွေကထိခိုက်တာမဟုတ်ဘုန်းတော်ကြီးဥဇဝနာကိုယ်တော်ထိခိုက်ပါတော့တယ်။ ဘုန်းတော်ကြီးဦးဇော်ဝနတပေကလားရွာကိုရောက်တာသုံးဝပင်ရှိပါပြီဒီလိုတကားမှခေါင်းပါခြင်းမဖြစ်ခဲ့ဘူးမိမိတပေကလားကိုမကြွလာမီထိုเจ้าမှထိုင်ခဲ့တဲ့ဘုန်းကြီးဦးဝိစီယလက်ထက်တော်ခါကတော့ရွာသားရည်နဲ့မတင်တာကြောင့်တော်တော်ပင်ခေါင်းပါခဲ့ပါတယ်အเจ้าကတော့ဦးဝိစီယကိုတော့ငါဖန်ချင်းငပိလုံချင်းတို့နဲ့အသက်မွေးရာဟာမကောင်းတဲ့အသက်မွေးတာဖြစ်တယ်ဆိုပြီးဟောရမူတာကြောင့်ဖြစ်ပါတယ် ဘုလုံကြီးဦးဆဝနာကတော့ဘုလုံကြီးဦးဝီစီရလို့မဟုတ်ဘူးအင်းသားရင်းနဲ့ဆန့်ကျင်ပဲဖြစ်တဲ့တရားကိုမဟုတ်တသက်ပတ်လုံးသူတကာရဲ့အသက်တွေကိုတတ်ဖြတ်နေပေမဲ့တေကန်နီကောင်းသောဇောကိုဝင်လိုက်ရင်ကောင်းရာသူဂတိကိုလာရတယ်ဆိုပြီးတော့ပုံလီဝိထုတွေနဲ့ဟောလိရှိပါရဲ့အဲ့ဒီတရားကိုဟောကြားရင်းနေရာစပြီးတော့ဘုလုံကြီးဦးဆဝနာကျောင်းမှာစုံးအုပ်တွေမနေဘူးကတော်ပွဲတွေလည်းမနေဘူးကျောင်းသားတွေလည်းမနေတော့ပါဘူး ဘုံမော်ကြီးဦးဇော်နာမှာတရားဟောတဲ့နေရာတွင်သာခေတ်ဆန်တာမဟုတ်။ចောင်းသားတွေကိုစာတင်ကြားတဲ့နေရာမှာလည်းခေတ်ဆန်ပါတယ်။ចောင်းသားတွေရဲ့စိတ်ကိုချုပ်ချယ်ခြင်းမပြုသူတို့ကိုလွတ်လပ်စွာထားတယ်။ចောင်းသားတွေចောင်းတက်ခြင်းနဲ့ချင်းမှာចောင်းတက်နိုင်တယ်။လုံးဝចောင်းမတက်ဖဲနေလို့ရလေနေနိုင်တယ်။တင်ကြားလို့ရတဲ့စာကိုတင်ကြားနိုင်တယ်။ထင်းတယ်လို့နေနိုင်တဲ့ចောင်းပါပဲ။ဒီလိုလွတ်လပ်ခွင့်ကိုပေးထားတာចောင်းမဟုတ်ဘူးလား။ ကျောင်းသားရဲ့တမီးဟင်းစားတောက်ပေးကြလို့ရှိရင်ကျောင်းမှာတရားမှမရှိဘူး။တပီကလားကျောင်းထဲမှာခြေကူးတဲ့လူကကုငါဖမ်းတဲ့လူကဖမ်း၊ခနန်းလိုက်တဲ့လူကနှက်၊လွတ်လပ်လိုက်တဲ့ကျောင်းသားရဲ့အင်ဂျီလုံးကြီးဆိုလို့လည်းမကတ်ကြ။ခရုံးပြောင်ပြားကိုရောင်နေနေတရေလေးတွေနဲ့မချာ။စီပြင်းလေးတွေပါရဲခဲထားကြသည်။ရွယ်လေးတွေကဦးနစ်စဲနစ်သား။အဲ့ဒီကျောင်းသားရင်နဲ့နောက်နှစ်ပေါင်း၄၅၀လွန်မြောက်ရင်တယောက်တည်း မြန်မာပြည်တမရမဖြစ်ဘူးလို့ဘသူပြောကြနိုင်ပါမလဲတမရဆိုတာအများသဘောတူရဖြစ်စရန်ဒီနေရာလေးမှာတော့ဆရာသိပ္ပံမောင်မရေးသားထားတဲ့ဝိထုတူလေးကတော့ပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။